ကောင်းကံဆိုးကံကောင်းအောင်လဲကိုပဲမကောင်းအောင်လဲကိုပဲမိသည့်ပုဂ္ဂိုလ်တယောက်မှလာပြီးဖန်တီးပြီလို့မရဘူးဟုတ်လားဘဝမှာအကောင်းဆုံးဖြစ်တယ်ဆိုတာလည်းမိမိပြုလုပ်တဲ့ကာယကံဝစီကံမနောကံပဲဒါကြောင့်မလို့ကောင်းတဲ့ကံလေးကိုများများပြအောင်ကြိုးစားနော် ကောင်းတဲ့ကံဘုတို့ဘောတို့တရားနဲ့တရားညီနဲ့ကိုဖြစ်ဖြစ်မောင်နဲ့နှမဖြစ်ဖြစ်သာအမိဖြစ်ဖြစ်ဇနီးမယားလင်းသားအရာဖြစ်ဖြစ်သူ့ဘောမှာတူမြေတံမြေတားထားပြီးတော့ဆောင်းချောက်ဟုတ်လားပေါင်းတာတွေဖြစ်အောင်ဆောင်းချောက်မကောင်းတာတွေမဖြစ်စေနဲ့မကောင်းဘူးဆိုဘောမှာအကြောင်းမကောင်းလို့ရှိရင်တန်ត្រာမှာအကျိုးလိုပဲတော့မအကျိုးပြီးမကောင်းတော့ဘူးနော်ကောင်းအောင်ပါလို့ရမလဲဆိုတော့စိတ်ရှိရတယ် တူနေတူလေးဘာဖြစ်ရမလဲစိတ်ရှိရမယ်ပြီးတော့အဆောင်ရွက်တဲ့အခါမှာဇွဲလုံးလာဝိရိယရှိဖို့လိုတယ်နော်ဆောင်ရွက်တဲ့အခါမှာဇွဲတတ္တိရှိဖို့လိုတယ်ဇွဲလုံးလာဝိရိယရှိရတယ်ပြီးတော့အရာတွေမှာတီးခံရတယ်နော်အရာတွေမှာဘာဖြစ်ရမလဲတီးခံရမယ်ခွန့်လွက်ရမယ်ခွန့်ပွက်လွက်နိုင်တဲ့စိတ်ကိုမမွေးနဲ့နေ့မှာဘယ်တော့မှစိတ်မခွန့်မလွက်နိုင်ဘူးလို့စိတ်ကိုမမွေးနဲ့ ခုန်လက်တဲ့စိတ်ကိုအမြဲတမ်းမွေးဟုတ်လားအဲ့ဒါသူတော်ကောင်းတဲ့တရားဟိုဘုံဘုံတို့ဒီပါလားအရှင်သာရိပုတ္တရာမထေရကြီးနောက်ဆုံးပရိနိဗ္ဗာန်ဆံတော်မဲ့ကသူတပည့်တွေကိုတောင်းပန်တယ်လေအင်းရှင်ဆုံးသားမထေရကလှုပ်ကြွေးပြုတော့နှာရှင်ဆုံးသားတဲ့ဘယ်ချင်းရောက်ပြီလဲအရှင်ဘုရားတဲ့အာယုန်တက်ပါပြီဘုရားတဲ့အင်းမနေ့ပဲအာယုန်တက်တော့မယ်တညာလုံး သွေးဒီအသွေးအာဏိယောဂါကြီးဖြစ်ပြီးတော့အဲဒီမှာလာပြီးတရားတွေပြန်မာတွေလာပြီးပူဇော်ကြတာကိုနမင်းကြီးလာပူဇော်ကြတယ်အဲဒါမှမဟာဗျာမထာဝရဘုရားလို့ခေါ်ဆွဲတယ်မဟာဗျာမကြီးလဲလာပြီးပူဇော်တော့သူ့အမိကအံ့ဩတင်သွားတာဩငါတို့ကိုယ်ပဲထာဝရဘုရားလို့ဆိုတဲ့မဟာဗျာမကြီးတောင်းမှငါသားကိုလာပြီးတော့ပူဇော်ရတာကိုငါသားကဘုန်းကြီးလိုက်တာငါသားသိဘုန်းကြီးတာပဲလို့ပြောတော့အင်း ရှင်သာရိပုတ္တဘာပြောမေတော်ကြီးတဲ့တားထက်ဒါတို့ဖခမဲတော်ဘုရားရှင်ကမွေးဖွားလာတဲ့တော့ကဒီဗြဟ္မာကြီးဟာထီးမှုပြီးတော့အလောင်းတော်ကိုထီးမှုပြီးတပ်ပြရအဆင့်တော်ရှိတာနော်ဘုရားရှင်ဗြဟ္မာကြီးဆိုတာထာဝရဘုရားဆိုတဲ့ဗြဟ္မာကြီးဟာဘာဗြဟ္မာကြီးဟာတပ်ပြရအဆင့်တော်ပဲရှိတာတဲ့ အဲ့တော့ဒီဘုရားရှင်ကတကောကြီးတယ်ဆိုတော့ဩငါသားတောင်တကောကြီးငါဘုရားရှင်ကဘယ်တော့တကောကြီးမလဲစိတ်ကြီးပြောင်းလဲပြီးတော့ဘုရားအဆုံးမဘုရားစကားလေးပေါ့ဘုရားဂုဏ်တော်လေးတရားဂုဏ်တော်တန်ခေါတော်ပြောရင်းနဲ့ဟိုမေတော်ကြီးခင်ဗျာတောတာပန်ဒီသွားတာပေါ့လေအင်းသူကသင်္သာရိပုတ္တရာမေတော်ကြီးတောတာပန်ပြီးပြီးတော့မှအင်းကဲကဲမေတော်ကြီးတွားတွားဆိုတော့ဆုံးကုန်ဝေယဝိဇငါသားကိုဆော့ကတ်မဲ့သင်္ကန်းကြီးလူမဲ့မိုးလင်းလာလို့ရှိဒါမဲ့နောက်ကျသွားချင်တယ် ရှင်သာရိပုတ္တမထေရမြတ်ကအာယုံတက်တော့ပါခေငါရှင်တို့တန်ဃာတွေစီဝေးလိုက်တန်ဃာတွေစီဝေးလိုက်ဆိုတန်ဃာတွေအကုန်ရောက်လာရောက်လာပြီးပါခွင့်တောင်းတယ်ပေါ့ခွင့်တောင်းတယ်နော်ဘယ်လိုခွင့်တောင်းတယ်အရှင်တို့တဲ့အရှင်ဘုရားဥပမာတပည့်တော်သည်တန်ត្រာတစ်ချောင်းလုံးမှာဒီချိန်ထိကာယကံဝစီကံမနောကံမြတ်အပြစ်တွေရှိခွင့်တော်မူကြပါဗျာလက်အုပ်လေးရှိပြီးတော့တပည့်ကြီးကိုလေတပည့်တော်ဝကရဟန်းတော်တွေလက်အုပ်ရှိပြီးတော့တောင်းပန်တယ် တောင်းပန်တဲ့အခါမှာရဟန်းတော်တွေကရှင်ဘုရားတဲ့တပည့်တော်တို့ကအရှင်ဘုရားကတပည့်တော်ပေါ်မှာအပြည့်မရှိပါတပည့်တော်တို့ကဒါလည်းရှင်ဘုရားပေါ်မှာပြည့်ရှိပါတယ်ဘုရားတပည့်တော်တို့အထုခွန်းလက်တော်မူပါခွန်းလက်ပါတယ်တပည့်တော်ကလည်းခွန်းလက်ကြပါပြောဆိုပြီးတော့မှဘုရားမှာလဲလဲမေးစံအပိညာဝင်စားပြီးနောက်ဆုံးတော့ခန္ဓာပရိနိဗ္ဗာန်ဆံသွားတာလူရင်ပြောတာကအာလုံးတူနေတူဆိုတာ ကြောင်းတွေကုံဆုံးသွားနေရှိတော့အကျိုးတွေကုန်နေဟုတ်လားဘယ်ရှိမှအကြောင်းကုန်တဲ့အာသဘောကုန်ကံဒီယဟန္တာဖြစ်တဲ့ရှိမှနော်ယဟန္တာဖြစ်တဲ့ရှိမှအကြောင်းကုန်တယ်အကြောင်းကံသမုဒိယသစ္စာပေါ့ဟုတ်လားပြုလုပ်ထားတဲ့ကံသမုဒိယသစ္စာကုန်ခန်းသွားလို့ရှိရင်တဲ့ဒုက္ခဆံရပ်သွားတာပဲအိုးအိုးအနာအတိရပ်သွားတာပဲ တအကောင်းအကြောင်းကြီးရှိနေတဲ့မြတ်ကာလဘလို့ဘာဖြစ်နေမလဲအကျိုးကြီးကဖြစ်နေကြအောင်ပါပဲဆုံနေရမတွေ့ကြရမှာပဲတာနဲ့မင်းကြီးနဲ့ကောင်မွန်နဲ့နမစနေမြတ်သမီးသားစတဲ့သူဆုံနေဆုံစည်းတဲ့ကတို့ပေါ်တို့အမြဲတမ်းခွန်လက်နဲ့အောင်ကြိုးစားဟုတ်လားဒေါသအာဃာတနဲ့မစစ်စမ်းနဲ့မေတ္တာနဲ့စစ်စမ်းမေတ္တာတရားတွေအမြဲတမ်းထားပြီးညီနဲ့ကိုဖြစ်ဖြစ်မွန်နဲ့နမဖြစ်ဖြစ်တာနဲ့အမိဖြစ်စီစနေမြတ်ဖြစ်တဲ့တငယ်ချင်းအပေါင်းအသင်းဖြစ်တဲ့ဓမ္မမိတ်ဆွေရှင်ချင်းဖြစ်စီ သနာကျုပ်လောကကျုပ်ဆောင်တဲ့အခါမှာအမြဲတမ်းမေတ္တာတရားတာဟုတ်လားမေတ္တာတရားကိုအချိန်ကထမ်းသောစိတ်သည်ညင်၏တဲ့ပဲစုပါမလည်းညင်၏တဲ့သနာညင်ခြင်းဖြစ်တယ်ဟုတ်လားအဲ့တော့မေတ္တာတရားကိုအချိန်ကမထမ်းသောစိတ်သည်ပိမ့်မန်းတယ်ဒါကြောင့်မလို့မြတ်စွာဘုရားရှိခိုးတဲ့အခါမှာဝိတ္တရာဂဝိတ္တဒေါသဝိတ္တမောဟတိဘုဒ္ဓဝန္တထာရှင်သာရိပုတ္တ ိတာရာဂောရာကကိန်းတော်မူလာပါတော်မြတ်စွာဘုရားရှင်ကိုတပည့်တော်သည်ဝဏ္ဏတချီကိုပါ၏။နော်ဝိတာတော်သောဒေါသတရားသည်ချုပ်ကြီးယုတ်သိမ်းတော်မူသောမြတ်စွာဘုရားရှင်ကိုတပည့်တော်သည်ဝဏ္ဏတချီကိုပါ၏။ဝိတံမောဟမောတရားသည်ချုပ်ကြီးယုတ်သိမ်းတော်မူသောမြတ်စွာဘုရားရှင်ကိုအနန္တဘုရားတပည့်တော်ဝဏ္ဏတချီကိုပါ၏။ရှင်သာရိပုတ္တရာကဘုရားကိုရှိခိုးတယ်အဲ့လိုရှိခိုးတယ် ရာဂတိချုပ်ငြိယုံသိနောဘုဒ္ဓမြတ်စွာဘုရားဝတ္တိပိတကရောပါဤဒေါသတိချုပ်ငြိယုံသိနောဘုဒ္ဓမြတ်စွာဘုရားဝတ္တိပိတကရောပါဤမောဟတရားတိချုပ်ငြိယုံသိနောဘုဒ္ဓမြတ်စွာဘုရားဝတ္တိပိတကရောပါဤမာနတရားတိချုပ်ငြိယုံသိနောဘုဒ္ဓမြတ်စွာဘုရားဝတ္တိပိတကရောပါဤအကုသိုလ်တရားတို့အကုန်လုံးချုပ်ငြိယုံသိနောမူသောမြတ်စွာဘုရားရှင်ဝတ္တိပိတကရောပါဤဟောတတိတော်သဏ္ဍာန်မှာလည်းပဲရာဂဒေါသမောဟတရားတိချုပ်ငြိယုံသိရပါလို့ဤ အဲ့တလို့တပည့်တော်နဲ့တကဝတပည့်တော်တို့တက္ကရမအပေါင်းသူတော်ကောင်းတို့ဒီလေရာဂတော်သာမို့လေချုပ်ချင်းယုံသိရပါလို့ဤအဲ့ဒါဒီဗုဒ္ဓနှုတ်တိကိုရှေခံထားပြီးတော့ပေါ်မြဲတဲ့ကုသိုလ်စေတနာဟုတ်လားကုသိုလ်စေတနာအဲ့ဒီကုသိုလ်စေတနာလေးတို့ဒီစေတနာဒီအကြောင်းကံတတိဖြစ်သွားတယ်အဲအလောဘဆိုရင်လောဘမရှိဒေါသမရှိမောဟစိတ်ဒီကုသိုလ်စေတနာဒီအဲ့ဒီကုသိုလ်စီအကောင်းဆုံးအကြောင်းဖြစ်တယ် မေဃဘောင်နာတတိဖြစ်တယ်။အဲ့ဒီကုသိုလ်စေတနာအကောင်းတတိဒီတတိအကြောင်းတရားဒီမေဃဘာဝနာမို့လို့និရောဓသစ္စာကိုကျေစုပြုစီတတ်တယ်။အကြောင်းက အထက်တန်းကြာရင်အကျိုးပေးလဲအထက်တန်းကြာ။နားလည်တယ်နော်။အကြောင်းကအထက်တန်းကြာရင်အကျိုးပေးလဲအထက်တန်းကြာ။အကြောင်းကအောက်တန်းကြာရင်အကျိုးပေးလဲအောက်တန်းကြာတယ်။ ဒါမိဒီပုဂ္ဂိုလ်နဲ့တွေ့တဲ့ကိုဓမ္မမေချေကိုတွေ့တဲ့အခါမှာညီနဲ့ကိုမောင်နဲ့မိသားစုချင်းချစ်ချစ်ခင်ခင်နဲ့လိုအပ်တာအကုန်စောင့်ချောက်ပေး။ဘဝဝပြီးကိုညီပေး။ဟုတ်တယ်လား။ထို့စေတနာဒီကိုကိုကောင်းကျိုးပေးမယ်။စေတနာဘုကမ္မဝရတိစေတနာကောင်းကံကောင်းတဲ့စေနာမွဲကံမွဲတဲ့စေတနာအောက်တန်းကြရဲ့အကျိုးပဲအောက်တန်းကြရတဲ့ချစ်တန်းစေတနာချစ်တန်းကြရဲ့အကျိုးပဲချစ်တန်းကြရတယ်။ဒါကြောင့်မလို့ကောင်းသောအကြောင်းတွေမင်းများဖြစ်အောင်ကြိုးစား။ဟုတ်လား။မကောင်းတဲ့အကြောင်းတွေဘာမှမလုပ်နဲ့ မကောင်းတဲ့အကြောင်းတွေကိုမတွေးနဲ့မကြမ်းနဲ့မပြုလို့နဲ့နော်ကောင်းတဲ့အကြောင်းတွေရတဲ့မြင်များဖြစ်ပြီးထိုကောင်းတဲ့အကြောင်းမက်ကနောက်ဆုံးမှာကောင်းတဲ့အကြောင်းကမက်ကဘာဝနာတတ္တိဖြင့်ညီတော်တာသစ္စာတည်ဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုကြီးစီပြုသွားမယ်ညာလေးပြီနော်အဲ့တော့အားလုံးတရားဓမ္မတွေကောင်းသောအကြောင်းတွေမြင်များရှိအောင်ကြိုးစားနေကြပါသည်အဲ့ဒီကောင်းတဲ့အကြောင်းဆိုတာဖရာဆိုင်သောအရိယာသူတော်ကောင်းလို့ကြင်ကြံပွားမှာအထုသွားသော မေကသက်သာဘာဝနာတရားတွေညံ့ညံ့ပွားများအထုကြဖို့လည်းရဲ့ဟုတ်လားဒီခန္ဓာငါးပါးဒုက္ခသစ္စာကျိမ်းပါများစွာမင်းကမေကသစ္စာပွားများလေးသမုဒိယသစ္စာပဲညီရောဒသစ္စာထူတာမင်းညာပူဇော်နေပါစကံကိုလင်းမြန်းသောတိညာတို့ဖြင့်ဤဘဝဤခန္ဓာဤသာသနာတည်းမှာပဲလင်းမြောက်ပြီးလို့မြင်မောက်ပြီးလို့နေကြပါစေလို့အာယုံပြုပြီးတော့အပမဒိနတံပါတိထ အမဘာဒီနမမေးမလျောတော်တတိယပင်တမ္မာတိတာကုယောနောမအမြင့်မပြဆောင်းချောက်ပြီးနေကြပါစေကုန်တည်းကဲကောင်းမှုများလို့ကောင်းအောင်ကြိုး၍ကောင်းကြိုးကိုနေတည်ကြပါစေကဲအဲ့လောက်တော့ကျေနပ်ပြီပေါ့နော်အမဘာဒီနတမ္မာတိတာတပည့်ပဲနော် အပမတိနတံပါတိတဆိုတာလင်းရှိတဲ့ဘုရားရှင်45ဝဟောတဲ့တရားကိုနောက်ဆုံးအနစ်အကျဉ်းချုပ်ဟောခဲ့တာ45ဝဟောခဲ့ပြီမင်းတို့ကနောက်ဆုံးလေးစကားပြောမယ်တဲ့အပမတိနတံပါတိထားဟုတ်လားဘယ်ဟာအပမတိရသူပါပြောလဲပေါ်တဲ့ခါလိုက်မြင်စိမန္တမြတ်တွေမမေ့နဲ့ကြားစိနာစိစားစိရောင်းနဲ့ကြားနဲ့ကြောင်းစိတိတော်တွေ့တတ်စိမမေ့နဲ့ဒါနကုသိုလ်ကောင်းပြီးပြရမမမေ့နဲ့လီလာကုသိုလ်ကောင်းမှစောင့်ချောက်မှမမေ့နဲ့ဝိပဿနာတရားအားထုတ်မှမမေ့နဲ့ အဲ့ဒါကိုဘာလို့ခေါ်လဲအပမတ္တနော်အပမတ္တဆိုတာမမေ့ပါနဲ့အရိယာဘုရင်မှာဘယ်သောသောဘယ်လဆာသာသေ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 ာလာတယ်ကျွန်တော်စကားပြောတာကစကျင်းချင်းတည်းနဲ့စကားပြောလာလို့ရှိပြန်ထိန်လိုက်ငါတုတ်လေးကျမ်းလာပြီငါကျင်းလေးကျမ်းပြီကျမ်းရင်ငါပင်မမယ်ပထမကိုယ်ရင်ပင်မမယ်ခက်ချင်းချင်းစကားပြောရင်ကိုယ်ရင်ပင်မမယ်ဒုတိယပတ်ဝန်းကျင်နဲ့ပင်မမယ်ဟုတ်တယ်နော် နှလုံးသွေးကိုအဲ့ဒီကျင်းကျင်းတန်းတန်းပြောဆိုတဲ့အခါမှာကိုယ်နှလုံးသွေးပြန်ကြည့်နှလုံးကိုမြန်းနေတယ်နှလုံးကိုမြန်းနေတယ်မြန်းတော့နှလုံးကိုမြန်းတော့ဦးနှောင်ကိုပို့တော့ဦးနှောင်ကကောင်းတာလေးမတွေ့မတော့တယ်မကောင်းတာလေးတွေ့တော့ကြာကြည့်ပြီးတော့အာကုတ္တတိဖြစ်သွားတာနော်ဒါကြောင့်မလို့မိမိတဏ္ဍာမှာအပြောအဆူလေးတွေနုညံသိမ်မွေးနေတဲ့ပုဂ္ဂိုလ်တဏ္ဍာထဲမှာစိတ်ဟာဒီဟာရိယဝတ္ထုယုတ်ဒီပုံမှန်လေးဖြစ်နေတယ် တည်တည်ငြိမ်ငြိမ်ဖြစ်နေတယ်ဟုတ်လားနုညံ့တဲ့သရတရားတွေဖြစ်ပြီးကုသိုလ်စိတ်နဲ့ပေါင်းနေတဲ့အခါမှာဒီဟတ္တယဝတ္ထုနှလုံးသားဒီစိတ်ကအလုံးကြည်တင်တန်းချင်းပြီးနှလုံးကုန်လေးပုံမှန်လေးငြိမ်အေးနေတယ်ပုံမှန်လေးဖြစ်နေသူကနည်းနည်းထက်ကြွလာပြီးကိရိတာတွေဝင်လာပြီးဆိုတဲ့ဆိုနှလုံးကုန်မြန်လာတာမြန်လာစကားပြောတယ်မြန်လာတာစကားပြောတယ်မြန်လာတာမကောင်းတာတွေတွေးတော်ချင်တယ်ဟိုနေဟိုနေပြောပြတော့ဆိုခုနောက်ကကောင်းတဲ့အလုံးမကောင်းတာလို့ပြင်မဖြစ်တင်တာဖြစ်ပုံရောမလုပ်တင်တာလုပ်ပြီးရောမပြောတင်တာလည်းပြောပြီးရော ဘာလို့လဲဆိုရင်စိတ်ကိုတတိနဲ့မသိသိလိုက်ပဲပမာဒဖြစ်သွားလို့ဘာဖြစ်သွားလို့ပမာဒတော့မိလျော်သွားပြီမိပြီပြောမိဆိုမိလို့မိလို့ရှိပင်မန်းတယ်နံပါတ်1ကိုပင်မန်းတယ်ပဝန်ရှင်ပင်မန်းတယ်အဲ့ဒီပင်မန်းတဲ့အချိန်မှာဖြစ်ခဲ့တဲ့အကုသိုလ်ကံတ္တိတို့သည်မကောင်းကျိုးပေးစေတတ်တယ်စိတ်နော်မကောင်းတဲ့စိတ်ရမကောင်းညှိုးပေးစီတတ်တယ်ပိစုပါမယောတာလမကောင်းညှိုးပေးတယ်အဲမကောင်းညှိုးပေးတဲ့အကုသိုလ်စိတ်ကို ပင်စီရမှာကိုမမိပါနဲ့လို့ဘုရားကတပြောတာနော်အာနန္ဒာနိဘုဂဝေအာမန္တယမိဘဝေယဓမ္မသင်္ခါရအဘောနဲ့တမ္မတိတနော်အာနန္ဒာနိဘုဂဝေအာမန္တယမိတို့ဥဒဏီတံပြောရတာဏီတံနေပြလိုက်တာခြေသားတို့တဲ့ငါဘုရားသင်တို့ကိုစကားတကောင်းပြောမယ်နားထောင်ကြဟာနကရအသေးနှလုံးကိုဆွဲယူလို့သုံးလိုက်အောင်နောက်ဆုံးစကားငါပြောမယ်နားထောင်ကြ ဒါနိအိဒါနိပြီးတော့အမတ္တစံဝင်ကြောင့်မြေခုတို့ကာကာဏသမယ၌ဘောတုမကံသင်ရှိသချက်သမီးပေါင်းတို့ပါအာမန္တယမိနောက်ဆုံးစကားလေးတခွန်းပြောမယ်နောက်ထောင်ကြသင်္ခါရဒီယုံနဲ့ဓမ္မသင်္ခါရတရားတွေခရတ္တမဝရတ္တမကုန်ခန်းပစ္စည်းတတ်တယ်ဒီခန္ဓာကိုယ်ကြီးဒီကုန်ခန်းပစ္စည်းတတ်တယ်သိချီပစ္စည်းတတ်တယ်အကုန်ပစ္စည်းတတ်တယ်ဘာနဲ့တူတယ်လဲဆိုလို့ရှိရင်ကာဏသဘင်နဲ့တူတယ်ကာဏသဘင်ဒီမှာ ခြောင်းနဗီပင်လည်းနတ်ကရေဒီစီးပြန်လာတာခြောင်းနဗီတင်ပေါက်တဲ့တပင်ကြီးတို့ဒီရေစားပါနဲ့မြေစည်းတီကြိုကြပြီးတော့ရေနောက်ကိုပါသွားတယ်လို့ပဲဒီခန္ဓာကံနာတပင်ပဲခန္ဓာလေးပဲဒီနေတာတော်တော်ကြာလို့ချင်းကံဒီဟူသောကံရေတိုက်စားပါများရင်ကတိပေါ်ပြီးတော့ရေနောက်ကိုပါရတန်တနာမှာမျောရတယ်လို့ပဲတဲ့ထို့သဘောလေးကိုသင်တို့ဒီအပမဒိနာမမေ့မလျော်သောတတိတရားဖြင့်သံပါတိတနေကြတော့ပြောတာဟုတ်လား မှန်မိမလျော့သောတတိတရားလက်ခံပြီးတော့အစသအရာမှာညီနေကြပါစေလို့ဘုန်းတို့အထူးမြတ်တာပို့ပါတယ်။အာ